ချင်းသိအကချင်းသိအကဆိုတာရှေခေရိုးရာတွေကနေစဉ်သက်လာတဲ့အကတခုဖြစ်ပြီးတိုက်ပွဲခေါ်တန်ဆိုပြီးတော့လည်းနာမည်ကြီးပါတယ်တစ်ဖက်နဲ့တစ်ဖက်ပြန်ရမယ့်ဘဲပွဲမဆိုအ ਨੇ ဆုံးတော့ချင်းသိအကလေးပါလိုက်မှာအားတက်စရာပြန်ပွဲတခုရဲ့ရိုးလုံးကိုပေါ်သွားစေပါတယ်နောက်ပိုင်းမှာလည်းချင်းသိအကဆိုတာက ဖြောပြေးတက်တက်အကတခုမဟုတ်တော့ပဲကိုယ်တိုင်ဝင်ပြီးတော့ပြန်ဆန်ရတဲ့အကပြန်ပွဲတခုကို ပြောင်းလဲသွားပြီးတော့လူတွေကလည်းတော်တော်ကြိုက်လာကြပါတယ် ရွာငယ်လေးတခုမှာအားကျော်လို့ခေါ်တဲ့ကောင်လေးတယောက်ကချင်းသေးကကိုအញ្ញမ်းကြိုက်တာမို့သူတို့ရွာထဲမှာကျင်းပနေတဲ့ချင်းသေးကပွဲကိုစပိန်နဲ့ရအောင်သွားနေပါတယ်။တနည်းမှတစ်ခါပဲအခါကြီးရဲ့ကြီးမှာကျင်းပတဲ့အကပွဲတွေလည်းဖြစ်တာမို့အဲ့ဒီပွဲမှာလည်းလူကတအားများနေပါတယ်။ပွဲကိုအញ្ញမ်းကြည့်ကျင်နေတဲ့အားကျော်ကလည်းသူ့ရဲ့ရှေ့ကလူတွေကိုကြော်ပြီးကြည့်ကျင်ပေမဲ့ရှေ့ကိုဆက်ပြီးတိုးမရဖြစ်နေတာမို့လို့အောက်ကိုငုံလိုက်ပြီးတော့လူတွေရဲ့ခွာကြားထဲကနေပြီးရှေ့ဆုံးကိုရအောင်သွားကြည့်လိုက်ပါတယ်။သူရမ်းကြိုက်တဲ့အကဖြစ်တာကြောင့်မို့လို့ အဖေမှာကြာနေတယ်ဖရဲသည့်အခွန်တစ်ခုကိုကောက်ကင်ပစ်လိုက်ပြီးတော့ခြင်းနဲ့ခေါင်းကိုကင်တယ်လို့မျိုးသူကိုယ်တိုင်ကလည်းကကျင်တာကြောင့်ပွဲရဲ့အရှိဆုံးကနေပြီးတော့မှကနေပြီးအဲ့ဒီပွဲကိုဝင်ကားမဲ့ချင်းသေးအနက်အဖွဲနဲ့ဝင်တိုက်မိသွားပါတယ်။အားကျွမ်းရဲ့ဖရဲသီးကိုကွဲအောင်လဲရလိုက်ပြီးတော့အယူထပြီးလိုက်ကမနေဖို့ပြောလိုက်တဲ့အပြင်နှစ်သိမ့်မှကျင်းမတဲ့ပွဲဖြစ်တာကြောင့်အားကျွမ်းကိုအံပေါင်းရထားတာမရှိဘူးလားဆိုပြီးမေးလိုက်ပါတယ်။ သူ့ဖို့ပေးထားတဲ့အမောင်ကိုအားကျွန်ကထုတ်မပေးစီမယ်မယ်ချင်းသေးနဲ့အဖွဲကလူတွေကအနိုင်ကျင့်နေတာမို့လို့သူရထားတဲ့အမောင်ကိုကြောက်ကြောက်နဲ့ထုတ်ပေးလိုက်ရပါတယ်အဲ့ဒီအချိန်ချင်းသေးခေါင်းအနီနဲ့လူတယောက်ရောက်လာပြီးလက်ထဲကအမောင်ကိုလည်းပြန်ပြီးလူယူသွားပါတယ်ပြီးတော့တိုင်နေစီကိုသွားလိုက်ပြီးအားလုံးရဲ့ရှေ့မှာရဲကြီးနေလိုက်တော့သူ့ရောက်ကိုလာပြီးချင်းသေးအခအကရဲတဲ့လူကိုကြည့်လိုက်ကချင်းသေးနဲ့အဖွဲကလည်းစိတ်တူသွားပြီးတော့ဝင်ပြိုင်ဖို့လုပ်လိုက်ပါတယ် အားကြော်ရဲ့အံမောင်းကိုလည်းတိုင်တွေရဲ့အပေါ်ဆုံးမှတင်ထားလိုက်တာမို့ချင်းသေးအနဲ့နဲ့အနီးနှစ်ကောင်ဟာတဖြည်းဖြည်းနဲ့အပေါ်ကိုတက်ရင်အံမောင်းကိုရဖို့တလဲစီချနေကြပါဗါးအားကြော်ကလည်းသူ့ရဲ့ရွာကအဖွဲကိုတော့အားမပေးဘဲနဲ့သူ့အံမောင်းကိုပြန်ပြီးယူပေးနေတဲ့ချင်းသေးအနီးကိုအားပေးနေတာကြောင့်ချင်းသေးအနီးကလည်းအံမောင်းကိုရအောင်ယူပေးလိုက်ပြီးတော့ချင်းသေးနောက်ကိုလည်းအနိုင်ယူပြစ်လိုက်ပါတယ် သူ့အပေါ်ကနေခုံမြန်သွားတဲ့ချင်းသင်းအညီကိုမော်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါကမင်းကလေးတယောက်ဖြစ်နေတာကိုသူသိလိုက်ရပါတယ်။ရှုံးသွားတဲ့ချင်းသင်းနဲ့အဖွဲကလည်းစိတ်တူသွားပြီးချင်းသင်းအညီကိုလိုက်ဖမ်းနေတာကြောင့်အားကျွမ်းကလည်းသူ့ရဲ့စပိန်နဲ့တင်းခေါ်သွားပြီးလိုက်ပြီးတော့ချင်းသင်းနဲ့ရဲ့အဖွဲကနေလွတ်အောင်ကူညီပေးလိုက်ပါတယ်။ချင်းသင်းနဲ့အဖွဲကလည်းအနောက်ကနေပြီးတော့မှမြေအောင်လိုက်နေပေမဲ့ဈေးရက်ကိုစပိန်နဲ့သွားနေတာကြောင့်ဈေးရက်ကအသားကြီးတွေကိုဝန်တိုင်းမိသွားကြပြီးတော့အနောက်ဘက်မှာပြန့်ကျန်နေခဲ့ပါတယ်။တောင်ဘက်ကိုခေါ်သွားပေးလိုက်တာကြောင့်နှစ်ယောက်သားကလွတ်သွားပေမဲ့ တောင်ပေါ်ကိုစပိန်နှင်းလာရတဲ့အတွက်အားကြွန်ကတော့ပင်ပန်းသွားပါတယ်။ဒီလိုနဲ့တောင်ထိပ်မှာခဏနားပြီးစကားပြောလိုက်ကြကတယောက်အကြောင်းကိုတယောက်ပြောရင်းမိတ်ဆက်လိုက်ကြပါတယ်။အားကျွန်ရဲ့နာမည်ကိုကြတော့အဲ့ဒီမိန်းကလေးကအံ့ဩသွားပြီးတော့သူ့ရဲ့နာမည်ကပါအားကျွန်ဖြစ်နေတယ်ဆိုတာကိုပြန်ပြောလိုက်ရင်းနဲ့ဘာကြောင့်မိန်းကလေးနာမည်ကြီးကိုပေးထားရတာလဲဆိုပြီးတော့မေးလိုက်တော့သူကငယ်စဉ်ကနေမကောင်းတာမို့လို့ကံကောင်းအောင်လို့သူ့ရဲ့မိဘတွေကမိန်းကလေးနာမည်ကိုမှတ်ပေးခဲ့တယ်လို့အားကျွန်ကရှင်းပြလိုက်ပါတယ်။ဆလုံးမောင်းတွေကအစာတူနေတာမို့လို့ မင်းကလေးအားကျွမ်ကလည်းသူတို့တွေ့ရတာကရင်ဆက်ပါလို့ဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ရင်းနဲ့ခုနကပွဲထဲမှာအားကျွမ်ကားနေတာကိုတွေ့လိုက်ရတာကြောင့်သူ့ရဲ့ချင်းသေးခေါင်းကိုလည်းအားကျွမ်ကိုလက်ဆောင်ပေးပြလိုက်ပါတယ်။အဲဒီချင်းသေးခေါင်းကိုစုခိုင်းလိုက်ပြီးတော့မျက်စိမိတ်ထားဖို့အတွက်ပြောလိုက်ရင်အနိုင်ကျင့်ခံနေရတဲ့ငတုံးတယောက်လုံးနေတာထက်ကိုယ်တိုင်ဝါသနာပါတာကိုလုပ်ဖို့အတွက်မှာပေးလိုက်ပြီးတော့မြို့မှာချင်းသေးအကပြန်ပွဲရှိတာကြောင့်အဲဒီပြန်ပွဲကိုဝင်ပြိုင်ကြည့်တဲ့နယ်ဆိုပြီးတော့အားပေးသွားပါတယ်။ ညာဘက်ရောက်တော့အဖိုးဖြစ်သူနဲ့ညာစာစားနေတော့မှာပဲမြို့မှာတော့အလုံးလုံးနေတဲ့မိဘတွေစီကနေပြီးတော့ဖုန်းလာတာမလို့မိဖို့နှစ်ယောက်ကလည်းတအားပြော်သွားပြီးတော့ဖုန်းတော့ပြော့ကြပါဗျ။နှစ်တက်မှာမိဘတွေရွာကိုပြန်လာမယ်ဆိုပြီးတော့အားကြောင့်ငါထင်နေပေမဲ့သူ့ရဲ့မိဘတွေကအခုချိန်ထိပတ်စံစုလို့မလောက်သေးတာကြောင့်ပြန်မလာနိုင်သေးဘူးဆိုတာကိုသိလိုက်ရပါဗျ။အားကြောင့်ကတော့ဒီတိုင်းအလုံးများနေလို့ပြန်မလာနိုင်တာပဲလို့ထင်နေပေမဲ့ ဆောက်လို့ရဲ့ဆိုင်မှာအလုံးလုံးနေတဲ့သူ့ရဲ့မိဘတွေကစားရေးတောက်ရေးမှာတော့ခက်ခဲနေပေမဲ့အားကြံကိုကြောင်းထားပေးချင်တာကြောင့်မို့လို့လိန်ပြောနေတာပဲဖြစ်ပါတယ်။မိဘတွေပြန်မလာနိုင်ဘူးဆိုတာကိုသိလိုက်ရပေမဲ့နားလေတဲ့အားကြံကသူ့ရဲ့ဘေးမှာအဖိုးရှိနေတာမို့လို့နောက်နေ့ပြန်လာမယ်ဆိုလို့ရှိရင်သူကပတ်စံရှာပေးမှာမို့လို့အဲ့ဒီခါကျရင်အမေတို့အေးစေးနေရပြီဆိုပြီးတော့အားပေးစကားပြန်ပြောလိုက်ပါတယ်။ အဲ့လိုအပေးစကားပြောပြီးတော့ဖုန်းထဲမှာအဆင်ပြေခြင်းအောင်ဆောင်လိုက်ပြီးဖုန်းချသွားတာနဲ့သူ့ရဲ့မိဘတွေကဒီနေ့မှလည်းအင်ကိုပြမလာနိုင်တာကြောင့်ဝမ်းနေသွားပြီးဖခင်ရုပ်ထုရှိမှထိုင်နေလိုက်ပါတယ်။မိဘတွေနဲ့ငယ်စဉ်က ပုံလေးကိုပြန်ကြည့်လိုက်ရင်လည်းဖခင်မှသူ့ရဲ့မိဘတွေအမြန်ဆုံးပြန်လာပါစေဆိုပြီးတော့ဆုတောင်းရင်းနဲ့အားကျွမ်းပေးထားတဲ့ခြင်းသေးအကပြန်ပွဲအကြောင်းတွေးမိသွားပါတယ်။သူ့ရဲ့မိဘတွေကလည်းပြန်ပွဲလုံးမဲ့မြို့မှာအလုပ်လုပ်နေတာကြောင့်အဲ့ဒီကိုတွားပြရင်သူ့ရဲ့မိဘတွေနဲ့တွားတွေ့မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်နောင်နေကိုရောက်တော့သူ့ရဲ့တငယ်ချင်းအမောစီကိုတွားလိုက်ပြီးတော့သူကချင်းသေးအကပြန်မှာမို့သူနဲ့အတူချင်းသေးအကကိုဝင်ပြန်ကြမလားဆိုပြီးတွားခေါ်လိုက်ပေမဲ့အမောကတော့တမ်းမီညင်းလွတ်လိုက်ပါတယ်။အားကျွမ်းကင်ထားတဲ့ချင်းသေးကောင်းကိုလည်းတွေ့လိုက်တော့ရောင်းစားဖို့အတွက်ပြောလိုက်ပေမဲ့အဲ့ဒါကမင်းကလေးတယောက်ပေးသွားတာဆိုတာသိလိုက်ရတာမို့အဲ့ဒီမင်းကလေးကလှလားဆိုပြီးတော့မိလိုက်ပါတယ်။ အချောင်ကလည်းလက်ကန်းဆဆောင်တွေကပုံကိုပြပေးလိုက်တော့သူ့ကိုချင်းသေးကောင်းပေးသွားတဲ့အပြင်အကပြန်ပွဲဝင်ပြန်ကြည့်ဖို့ပြောသွားတဲ့မင်းကလေးဖြစ်တယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ဒီပြန်ပွဲကိုဝင်ပြရင်မင်းကလေးအချောင်ကိုတွေ့ရနိုင်တယ်ဆိုတာအာမော့ကသိသွားတော့ချစ်ချင်းမဲ့ချင်းသေးအကပြန်ပွဲကငင်းစင်တွေကအိမ်မက်လေးဘာလေးတမ်းပြီးရောဖြစ်ကုန်ပါတယ်။ဒီလိုနဲ့ဘုံတီးပေးဖို့လူကလည်းလူနေသေးတာကြောင့်အမော့ကလည်းသူ့ရဲ့တငယ်ချင်းအားကိုစီကိုခေါ်သွားပေးလိုက်ပါတယ်။ အကုကအသားဆိုင်မှာအလုံးလုံးနေတာမို့လို့အစကတော့အားချွန်တို့ဘုံဒီပေးဖို့တောင်းဆိုတာကိုညင်လိုက်ပြင်မယ်။ဘန်းထဲမှာရှိနေတဲ့အသားလုံးတွေကိုဒီတိုင်းကျွေးနေတယ်ထင်ပြီးယူစားနေတာကြောင့်မို့လို့ဒါကိုတွေ့သွားတဲ့ဆန်ရှင်ကအကုကိုချက်ချင်းပဲအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။အလုပ်ပြုတ်လာတဲ့အကုကလည်းအားချွန်တို့ပြန်နေပြန်ပွဲကအနေစားငိမ့်ဆိုတာကိုသိသွားတဲ့ခါမှာတော့ပြန်ပွဲတွေကိုဝင်မယ်ဆိုပြီးပြောလိုက်ပါတယ်။အဖွဲကတော့စုံပြီးဖြစ်ပေမဲ့တီးစီကဘုံမရှိတာကြောင့်မို့လို့ဈေးထဲကိုသွားပြီးအလူကန်လိုက်ကြပေမဲ့ လမ်းမှာချင်းတင်းနဲ့အဖွဲနဲ့တွေ့သွားပြီးတော့ရန်ရှာခံခဲ့ရပါတယ်။ချင်းတင်းနဲ့ခေါင်းဆောင်ကမင်းကလေးအားကျွံကိုရှုံးသွားတာကြောင့်အခုထိစိတ်တူနေတော့ဖြစ်ပြီးအားကျွံစီမှာရှိတဲ့ချင်းတင်းအနီခေါင်းကိုမြင်လိုက်ရတဲ့အခါမှာတော့စိတ်တူပြီးတော့ဖြက်စီးပစ်လိုက်ပါတယ်။အားကျွံကလည်းစိတ်တူပြီးတော့ပြန်ပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့သူတို့တော့ရောက်ပဲအချခံလိုက်ရပါတယ်။တော့တာဒိုင်ယာရီဘလပွားနဲ့ပြန်လာကြပြီးတော့ဘုံကိုဝယ်ဖို့အတွက်ပက်ဆန်ကိုမရတဲ့အပြင်ချင်းတဲ့ခေါင်းကပါပျက်စီးသွားခဲ့တာကြောင့်မို့လို့သူတို့ရဲ့အိမ်မက်တွေကိုလက်လျှော့လိုက်ပြီးတော့ဒီတိုင်းလက်ပြန်ဖို့လုပ်လိုက်ကြပါရတယ်။ အဲ့ဒီအချိန်မှာပဲဘုံတန်တစ်ခုကိုကြားလိုက်ရတာကြောင့်ပြန်လှည့်လာပြီးတော့ဘုံတန်ရှိရာကိုလှမ်းကြည့်လိုက်တော့အခြားတင်တန်းကျောင်းတစ်ခုကနေပြီးတော့လာတဲ့အတန်ဆိုတာကိုတွေ့လိုက်ရပါတယ်သူများတွေကပစ္စည်းအစုံလင်းနဲ့လေ့ကျင့်နေတာကိုတွေ့လိုက်ရတော့သူတို့ကိုသူတို့လည်းတနာတာကြောင့်စိတ်မကောင်းဖြစ်သွားပေမဲ့အားဆက်တင်ထားလိုက်ပြီးတော့လက်မလျှော့တော့ဖို့အတွက်အားဆက်တင်ထားပြီးပြိုင်မယ်ဆိုပြီးတော့ငိုရင်းပြောလိုက်ပါတယ်။ဆုံးဖြတ်ပြီးရဲ့နောက်နေ့မှာတော့အကအတင်ပေးနိုင်တဲ့တင်တန်းစီကိုသွားလိုက်ပြီးတော့အစနာခံဖို့လုပ်လိုက်ပြီးတင်တန်းရဲ့ရှေ့မှာရက်ပေါင်းများစွာ၃ရောက်သားကလည်းထိုင်ဆောင်နေလိုက်ပါတယ်။ ဒါပေမဲ့တင်နန်းဆရာကခရီးထွက်သွားတာကြောင့်မလို့၃ရက်လောက်ကြာမယ်ဆိုတာကိုသိလိုက်ရတာကြောင့်စိတ်ပြတ်သွားပြီးတော့ပြန်ဖို့လွတ်လိုက်ပေမဲ့တန်ရှင်းရဲ့ဖိုးကြီးကအားကျွမ်းလို့အတွက်အခတင်ပေးနိုင်တဲ့နောက်ထပ်ဆရာတယောက်ရှိတဲ့အကြောင်းပြောပေးလိုက်ပါတယ်အဲ့ဒီဆရာရှိရာကိုလည်းမြေပုံပေးလိုက်တာကြောင့်အကျွန်တို့ကလည်းမြေပုံအတိုင်းလိုက်သွားပေမဲ့အဖိုးကြီးပေးလိုက်တဲ့မြေပုံကလည်းအမားကြီးဖြစ်နေပါဗျ။ဒုတိယတစ်ခေါက်မှာဒုတိယမြေပုံကလည်းအမားကြီးဖြစ်နေတာမို့နောက်ဆုံးမှာတော့အကျွန်တို့ကအဲ့ဒီတန်ရှင်းရဲ့ဖိုးကြီးကိုလမ်းပြအနေနဲ့သွားကြပါဗျ။ အဖိုးကြီးရဲ့ကျေးဇူးနဲ့ပဲနေရာတစ်ခုကိုရောက်ကြပြီးတော့အဲ့ဒီနေရာကလည်းငားရောင်းဆိုင်တစ်ခုဖြစ်နေတာကိုတွေ့သွားပါတယ်။ဆိုင်ရဲ့အခြေအနေကိုကြည့်လိုက်ကြပြီးတော့အထက်ကနေထွက်လာတဲ့ဆိုင်ပန်ရှင်ရဲ့ပုံစံကိုပါတွေ့လိုက်ရတာကြောင့်သူတို့ကိုလမ်းမပြီးထွက်ခေါ်လာပြီးဆိုပြီးလှည့်ပြန်မှုအတွက်လုလိုက်ကြပါတယ်။အဲ့ဒီဆိုင်ပန်ရှင်ရဲ့နာမည်ကရွှေရွှေချန်လို့ခေါ်ပြီးတော့ချင်းတဲ့အကကိုသူတို့ရွာမှာအတော်ဆုံးလူတစ်ယောက်ဖြစ်ခဲ့တာမို့သူ့ဆိုင်မှာရှိတဲ့ငားတဲ့လေချင်းနှောင်းနဲ့တောင်မှအကကိုကရင်နဲ့အလုံးလုံးနေတာကိုတွေ့သွားပါတယ်။ ကောက်ကွက်တွေကရေလဲမိုက်ပြီးတကယ်လှတာကြောင့်မို့လို့အောက်ကျန်တို့ကလည်းအံ့ဩတကြီးကြီးနေကြပေမဲ့ဆရာကြီးကိုယ်တိုင်ကလည်းသူ့မိမကိုမနိုင်တာကြောင့်ငားနဲ့အယိုက်ခံရတာကိုတွေ့လိုက်ရပါတယ်။ရွှေရီချန်ရဲ့မိမကလည်းအဲ့ဒီချင်းသေးအကောက်ကိုမကောက်ဖို့အတွက်ပိတ်ပင်ထားတာပဲဖြစ်ပြီးတော့သူတို့စာဝေးနေရင်အတွက်ဝါသနာထက်အလုပ်ကိုအရင်ဦးစားပေးဖို့ပြောနေပါတယ်။သူတို့ကိုအကအတင်ပေးနိုင်တဲ့ဆရာကရွှေရီချန်ဆိုတာကိုတည်လိုက်ရတာကြောင့်ရွှေရီချန်ကိုချက်ချင်းပဲဆရာကောက်တင်နိုင်ပြီ ပြီးတော့ပုံမှန်ငါးတွေကိုလည်းဝိုင်းခုတက်ပေးလိုက်ကြပြီးတော့ပြန်ပွဲအကြောင်းကိုပြောလိုက်တော့ဆရာချန်ကိုရိုင်းကလည်းချင်းသိအကအကြောင်းကိုကြားလိုက်ရတဲ့အခါမှာတော့ရင်ထဲမှာတလက်လက်ဖြစ်သွားပါတယ်။ဒါပေမဲ့ငါလာပို့တာနောက်ကျတာမို့လို့ဆမ်ပန်ရှင်တွေစူတာကိုခံလိုက်ရတာကြောင့်သူ့ရဲ့မိမပြောတာတွေကိုပြန်ပြီးတော့အမှတ်ရသွားပြီးသူကအလိုလိုရအောင်မှဖြစ်တာကြောင့်ဝင်မပြောင်းနိုင်သေးဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။အားကျန်တို့ကလည်းသူတို့ပဲပြိုင်မှာဖြစ်တာကြောင့်မို့လို့အဲ့ဒါဆိုလို့ရှိရင်သူတို့ရဲ့နီးပြလှုပ်ပေးဖို့ပြန်ပြောလိုက်ပါတယ်။ အားကျွန်တော်၃ရောက်ရဲ့ပုံစံကပြန်ပွဲကိုဝင်ဖို့အတွက်ကြံ့ခိုင်မှုမလုံလောက်တဲ့ပုံစံဖြစ်နေတာမို့လို့သူကတင်မပေးနိုင်တဲ့အကြောင်းပြောလိုက်ပြီးသူ့ကိုကူညီပေးလို့ရေကန်မှုဝယ်စားဖို့အတွက်မဖို့ပေးသွားပြီးတော့ပြန်သွားလိုက်ပါတယ်လမ်းမချော်သေးတဲ့အားကျွန်တော်၃ယောက်ကလည်းဆရာချန်ရဲ့ဆိုင်ရှိကိုတွားပြီးတော့ထိုင်ဆောင်နေတဲ့အပြင်ငါ့ဖို့တွားပြီးဆိုလို့ရှိရင်ဆိုင်ကရဲ့အနောက်ကနေပြီးတော့ပြေးလိုက်သွားကြပါတယ်။သူ့ရဲ့နောက်ကိုလိုက်နေတဲ့အားကျွန်တော်ကိုသတိထားမိသွားတဲ့ဆရာချန်ကလည်းသူများတွေလေ့ကျင့်တဲ့တနေရာကိုခေါ်သွားပြီး ဆိုင်ငံအုပ်ထုပ်သုံးပြီးတော့ချင်းသိအကကပြပေးဖို့ပြောလိုက်တာကြောင့်မို့လို့အားကျွန်ကလည်းကပြပေးလိုက်ပါတယ်။အဲ့ဒါကိုကြည့်ပြီးတော့ဘေးကလူတွေအကုန်လုံးကလည်းဝိုင်းပြီးရင်နေကြတာမလို့ဒီလိုပုံစံနဲ့ဘလို့မှချင်းသိအကကိုကမရဘူးဆိုပြီးတော့ဆရာချန်ကပြောလိုက်ပါတယ်။အားကိုကဝက်ရုပ်ပေါက်နေလို့အားမော်ကမြောက်ရုပ်ပေါက်နေလို့နဲ့အားကျွန်ကကြောင်ရုပ်ပေါက်နေလို့ဆိုပြီးတော့မညာမတာပြောလိုက်ပြင်မယ်သူတို့ကဘလို့ပဲပြောနေပါစေအားကျွန်ကဒီချိန်လောက်တောင်စူးစမ်းခွင့်ပေးပါဆိုပြီးတော့တောင်းဆိုလိုက်ပါတယ် ဘလောက်ပဲသူတို့ရုပ်ကစိုးနေကြပါစေအဓိကကစ조사ခြင်းစိတ်ပဲဖြစ်တာကြောင့်ဘလောက်ထိပဲဒုက္ခများနေပါစေသူတို့ကခြင်းသေးအကကိုကဖို့အတွက်လက်လျှော့မှာမဟုတ်ဘူးဆိုတာကိုပြောလိုက်ပါတယ်အားကျွန်ကအတိပောက်ပြောနေတာကိုရိပ်မိသွားတဲ့ဆရာချန်ကလည်းနောက်ထပ်ငါးရီကိုပြေးပြေးလိုက်ပြီးသူ့နောက်ကိုဆက်ပြီးတော့ပြေးလိုက်ဖို့နဲ့ခြင်းသေးအကကြင်နေဆိုလို့ရှိရင်ကိုယ်တိုင်ကတမာဖို့လိုတယ်ဆိုတာကိုပြောပြလိုက်ပါတယ် ဒီစကားကိုကြားလိုက်ရတော့သူတို့ကိုအကအသင်မဖို့အတွက်ဆရာချန်ကလက်ခံလိုက်ပြီဆိုတာကိုနားလည်သွားကြပြီးတော့ပေးထားတဲ့ငါးတွေကိုတည်ပြီးတော့မမောနိုင်မပန်းနိုင်အပြော်လိုပြီးတော့ပြေးလိုက်သွားကြပါတယ်။နောက်နေ့မှာတော့ဆရာချန်ကအကအသင်မေးပြင်မဲ့သူ့ရဲ့မိမကိုလည်းကြောက်ရသေးတာမို့လို့မိမမကြည့်တဲ့အချိန်မှာပဲအနောက်ကနေပြီးတော့အကွက်တွေကိုဘယ်လိုမျိုးကောက်ရမလဲဆိုတာကိုပြပေးနေလိုက်ပါတယ်။ဘုံမလို့တီးရမလဲဆိုတာကိုဆရာချန်ကလှမ်းပြီးတော့ပြလိုက်ရင်ねအကတင်နေကြတဲ့အာကျွန်တို့ကလည်းသူ့ရဲ့အဖိုးကိုပျက်စီးသွားတဲ့သူ့ရဲ့ချင်းတဲ့ခေါင်းကိုပြန်ချုပ်ခိုင်းနေပါဗျာ မိဘတွေကိုတွေးကျင်လို့အားကျွမ်းကလည်းဒီဘက်မှာစူးစမ်းနေကြပြီးတော့သူ့ရဲ့မိဘတွေကလည်းအားကျွမ်းကိုအမြန်ဆုံးတွေ့နိုင်အောင်အလုပ်စူးစမ်းနေပါတယ်။ဆရာချန်ကလည်းသူ့မှာရှိတဲ့ပညာတွေကိုရသလောက်သင်ပေးနေပြီးတော့တက်လုံကောင်းမှုအတွက်ရင်ငုံနီးတောင်သင်ပေးနေပါတယ်။ဆရာချန်ရဲ့မိန်းမကလည်းစပြီးတော့တတိထားမိလာတဲ့အပြင်အားကျွမ်းတို့၃ယောက်ကိုပါခေါ်ပြီးတော့ထမင်းကျွေးနေပါတယ်။ ဲ့လိုလှုပ်ပေးတာကလည်းအားကျွန်းတို့၃ယောက်ကငါပို့တဲ့နေရာမှာလိုက်ပြီးတော့ကူညီပေးတာကြောင့်ကတကြောင်ချင်းသည်အကအကြောင်းပြောလို့ရှိရင်အရန်ပြောနေတဲ့ဆရာချန်ရဲ့အပြုံးကိုပြန်ပြီးတော့မြင်ရတာကြောင့်ပဲဖြစ်ပါတယ်။ညာဘက်ရောက်တော့လေညာစာပါအတူစားလိုက်ကြရင်ချင်းသည်အကကတာကိုအားကျွန်းကပြောမိသွားတော့ဆရာချန်ကလည်းမနှဲလိမ်ဖို့ကြိုးစားလိုက်ပြီးတော့သူ့ရဲ့မိန်းမသူ့ကိုရိုက်ပြီးဆိုလို့ရှိရင်ဝိုင်းမိတားပေးဖို့ပြောလိုက်ပါတယ်။ အားကျန်တို့ကလည်းရံဖြစ်မှန်ထင်ပြီးဘေးကိုထွက်ပြေးလိုက်ကြကမိသားစုကိစ္စဆိုတာကဝမပါကောင်းမှုဆိုပြီးတော့နေလိုက်ကြပေမဲ့ဆရာချန်ရဲ့မိမကဆရာချန်ငယ်စဉ်ကချင်းသေးကဝတ်စုံကိုတော်ပြီးထုတ်ဟူလာပေးတာပဲဖြစ်နေပါဗါးငယ်စဉ်ကဒီဘာမှာချင်းသေးကဆိုရင်ဆရာချန်ကအတော်ဆုံးသူပဲဖြစ်ပြီးတော့သူ့ရဲ့မင်္ဂလာဆောင်မှာတော့တတော်သားကိုယ်တိုင်ကချင်းသေးကကိုကခဲ့တဲ့အထီးပဲဖြစ်ပါတယ်။ဒါကိုလည်းဆရာချန်ရဲ့မိမက အပြစ်မမြင်မဲသူ့ရဲ့ယောက်ျားကိုအကနဲ့ပတ်သက်ပြီးတော့မကောင်းပြောလို့ရှိရင်သူကစပြီးတော့ရန်ဖြစ်ပေးတဲ့သူပဲဖြစ်ပါတယ်။ ဒါပေမဲ့အချိန်တွေကြာလာတဲ့အခါမှာတော့စာဝတ်နေရတဲ့အတွက်ကလည်းရှိနေသေးတာကြောင့်မို့လို့ဆရာချန်ကိုချင်းသိအကမကတော့ဖို့အတွက်တားလိုက်ရပါတယ်။အဲ့အချိန်ထိဝါဒနာတွေကိုပျောက်ဆုံးနေပြီးတော့စာဝတ်နေရတဲ့အတွက်အလုံးလုံးနေတဲ့ဆရာချန်ကိုလည်းသူကိုယ်တိုင်တင်ထားတဲ့ဝတ်စုံလေးကိုထုတ်ပေးလိုက်တာကြောင့်မို့ဆရာချန်ကလည်းဝမ်းသာသွားပါတယ်။ဒီလိုနဲ့တရားဝင်လေ့ကျင့်လို့ရသွားကြပြီးတော့အားလုံးကလည်းပျော်သွားကြပါမယ်။တီးစရာပုံကအခုထိမရှိသေးတာကြောင့်မို့လို့ဆရာချန်ကလည်းဘဝယ်ပေးဖို့အတွက်အိမ်ထဲကနေပတ်စံခိုးဖို့လိုလိုက်ပါတယ်။ဒါကိုလည်းသူ့မိန်းမကတိတာကြောင့်မို့ ပတ်စံရှိရာကိုပြပြလိုက်ပြီးအားကြံတို့ကိုဘုံပါဝင်ချင်းသိကောင်းအစ်စ်တလုံးဝယ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။သူတို့မှာကလေးမရှိတာကြောင့်မို့လို့အားကြံတို့ကိုမိသားစုဝင်တို့လိုပဲသဘောထားတာကြောင့်မို့ချင်းသိကောင်းအဆုံနဲ့ပဲကမနေကြဖို့ပြောပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ရလာတဲ့ပတ်စံနဲ့အားကြံတို့ကိုချင်းသိကောင်းရောင်းတဲ့ဆန်ကိုခေါ်သွားပေးလိုက်ပြီးဘုံတလုံးနဲ့ကြိုက်ပါတယ်ဆိုတော့ချင်းသိကောင်းတလုံးယူလိုက်ကြဖို့ပြောပေးလိုက်တာကြောင့်မို့အားကြံတို့ကလည်းပြောသွားပါတယ်။နောက်ထပ်လေးချက်မှုအတွက်သွားကြမယ်ဆိုပြီးပြောလိုက်တဲ့အခါမှာ အများကြီးလေ့ကျင့်ပြီးဖြစ်တာမို့လို့နောက်ထပ်လေ့ကျင့်မှုအတွက်လိုသေးတာလားဆိုပြီးအားကျွမ်းငါးထားပြောလိုက်ပါတယ်။ဒါကိုကြားသွားတဲ့ဆရာချန်ကလည်းအဲ့ဒါဆိုလို့ရှိရင်အရင်ဆုံးပြန်ကြည့်ဖို့အတွက်လုပ်ပြီးတော့သူ့ရဲ့ရင်းနှီးတဲ့သင်တန်းကျောင်းတစ်ခုကိုခေါ်သွားပေးလိုက်ပါတယ်။အဲ့ဒီကသင်တန်းသားတွေနဲ့အားကျွမ်းတို့ကိုအစမ်းပြန်ခိုင်းလိုက်တာကြောင့်မို့လို့အားကျွမ်းတို့ကလည်းအသည့်ပြင်လိုက်ပြီးတော့စပြီးတော့ပြန်လိုက်တဲ့အချိန်မှာပဲချင်းသေးအကဆိုတာအကတစ်ခုတသက်ပဲမဟုတ်ဘူးဆိုတာကိုနားလည်သွားပါတယ်။ ကောင်းနေပေါ်ကိုပြေးထွက်သွားပြီးတော့ထိတ်ဆုံးမှရှိတဲ့တကွန်လန်ကိုနှစ်ဖက်ကလူယူရတာမို့လို့တစ်ဖက်နဲ့တစ်ဖက်ကတိုက်ခိုက်ကြရတဲ့အပြင်အဲ့ဒီဘက်မှာလည်းအားကျွမ်းတို့အခြားခံလိုက်ရပါတယ်အကကနေတဲ့အားကြွနဲ့အားမော့အခြားခံရရုံနဲ့မဟုတ်ပဲဘုံတိနေတဲ့အားကိုကပါအခြားခံနေရပြီးနိုင်မယ်ထင်ထားတဲ့ပြန်ပွဲကိုမရှုမလရှုံနေသွားပါတယ်။တိလိုက်ကြတာမို့နောင်နေ့ကစပြီးတော့သူတို့လုပ်တဲ့လေ့ကျင့်ခန်းတွေကိုလည်းနှစ်ဆတိုးပြီးတော့လေ့ကျင့်လိုက်ပါတယ်။တပါးတဲ့တိုက်ခိုက်တဲ့နီးကိုပါတင် जा လိုက်ပြီးတော့ ကနေရင်တိုက်ခတ်တဲ့နီလန်းတွေနဲ့တိုင်မော်ကိုတက်ပြီးတော့ဘလိုမျိုးပုံစံကိုခန်းစားရင်းနဲ့ခြေထောက်တွေကိုအကွက်ရွှေ့ရမလဲဆိုတာပါတင်ကြားလိုက်ပါတယ်။တဖြည်းဖြည်းနဲ့အားကျွန်တို့၃ယောက်စလုံးရဲ့အရေးချင်းကလည်းတိုးတက်လာပြီဖြစ်ပြီးတော့သူတို့အထဲမှာအကျိုးစားဆုံးကအားကျွမ်းဖြစ်ပြီးတော့အခြားသူတွေထက်စာတိုးပြီးတော့လေ့ကျင့်နေတာကိုဆရာချန်ကသတိထားမိသွားပါတယ်။လေ့ကျင့်ရေးပြီးသွားလို့ညနေပိုင်းကိုရောက်တဲ့အချိန်တိုင်တွေရဲ့အရှိမနောက်ထပ်တိုင်တစ်ချောင်းကိုဘာကြောင့်စိုက်ထားလဲဆိုပြီးတော့အားကျွမ်းကမေးလိုက်ပါတယ်။ ဲ့ဒါကိုမုံမြော့တိုင်လို့ခေါ်ပြီးတော့ချင်းသေးအကသမားတွေဘလောက်တိပဲတော်နေပါစေသူတို့ထက်မြင်မာတဲ့အဆင့်တစ်ခုရှိသေးတာကိုမမေ့ဖို့အတွက်သတိပေးတဲ့အနေနဲ့ထားထားတာဆိုတာကိုဆရာချန်ကပြောပြလိုက်ပါတယ်အဲ့ဒီတိုင်မော်ကိုဘသူမှခုံဖို့အတွက်မဖြစ်နိုင်သလိုအခုချိန်ထိလည်းဘသူကမှမုံမြော့တိုင်မော်ကိုမခုံနိုင်ဘူးဆိုတာသိသွားပါတယ်။ဒီလိုနဲ့ရွာမမှာပြန်ပွဲတစ်ခုစတင်လာပြီးတော့အဲ့ဒီပြန်ပွဲမှာအနိုင်ရတဲ့သူတွေကမြို့ကိုသွားပြီးတော့ချင်းသေးအကပြန်ပွဲကြီးမှာပြန်မို့အတွက်တိကျရမှာဖြစ်ပါတယ်။ အဲ့ဒီပွဲကိုလည်းအားကျွမ်းတို့ကဝင်ပြိုင်လိုက်ကြပြီးတော့စိတ်လုံရှားနေကြပြီးဆရာချန်ကလည်းသူတို့အလှည့်ရောက်တဲ့အထိမုတ်စားရင်းစောင့်ဖို့အတွက်မုတ်သွားဝယ်နေတာမို့ပို့ပြီးတော့စိတ်လုံရှားနေပါတယ်အမှန်တော့ဆရာချန်ကအားကျွမ်းတို့စိတ်မလုံရှားအောင်မုတ်ဝယ်ကြွေးတာဖြစ်ပေမဲ့လမ်းမှာငါပို့ရင်းနဲ့ပင်မနေတဲ့သူ့ရဲ့မိမကိုလှမ်းတွေ့လိုက်ပါတယ်အဲ့ဒါပြင်ငါဝယ်တဲ့သူတွေကယောက်ျားရှိနေတာကိုအလုံးမခိုင်းမဲနဲ့မိမကကိုယ်တိုင်လိုက်ပို့နေတာမို့လို့အတုံးမကျတဲ့ယောက်ျားကိုယူထားတာပဲဆိုပြီးတော့ပြောနေတာကိုပါကြားသွားပါတယ် အားကျွန်တို့ရဲ့ဘက်မှကလည်းအခုမှစပြန်ရမှာမို့လို့ကြောက်နေပါတယ်ဆိုမှသူတို့ရဲ့ပြန်ဘက်ကသူတို့ကိုအနိုင်ယူသွားတဲ့တင်နန်းသားတွေပဲဖြစ်ပါတယ်။စိတ်မကောင်းဖြစ်သွားတဲ့ဆရာချန်ကလည်းအင်ကိုပြန်သွားပြီးငါ့ဖို့ပေးမယ်ဆိုလုပ်လိုက်ပေးမယ်။အခုသူတို့ရဲ့စားဝတ်နေရေးကအဆင်ပြေလာပြီးဖြစ်တာကြောင့်မို့လို့ချင်းသေးကကမယ်ဆိုရင်ဖြစ်တယ်ဆိုပြီးတော့ပြန်ပြောတာကိုကြားလိုက်ရပါတယ်။အဲ့ဒါအပြင်အားကျွန်တို့ကိုအမြန်ဆုံးသွားပြီးတော့ကူညီလိုက်ဖို့နဲ့ပြိုင်ပွဲမှာအနိုင်မရလို့ရှိရင်ရိုက်သက်ပြစ်မယ်ဆိုပြီးတော့ပါချင်းချောက်သွားတာမလို့ဆရာချန်ကလည်းပြောသွားပါတယ်။ ပြန်ပွဲကအားကျန်ကလည်းသူတို့အလဲကိုရောက်လာပေမဲ့အခုထိဆရာချန်ကရောက်မလာသေးတာကြောင့်မို့လို့လမ်းနေပြီးမပြိုင်တော့ရင်ကောင်းမယ်ဆိုပြီးတော့တွေးနေကြပေမဲ့အားတင်းပြီးတော့အားကျန်ကပြန်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့စပြီးတော့ပြန်လှည့်ကြပြီးအလံကိုအနိုင်ယူလိုက်တဲ့အခါမှာတော့ပွဲကလည်းပြီးသွားပြီးတော့အဲ့ဒီအခါမှာပဲဆရာချန်ကလည်းရောက်လာပါတယ်။အမောတကြီးပြေးလာတဲ့ဆရာချန်ကလည်းအားကျန်တို့မျက်နှာကိုကြည့်လိုက်တော့စိတ်မကောင်းဖြစ်နေတာတွေ့လိုက်ရတာကြောင့်မနိုင်ရင်လည်းဘာမှမဖြစ်ဘူးဆိုပြီးတော့ပြောပြလိုက်ပါတယ်။ဒါပေမဲ့အားကျွအနိုင်ယူပြလိုက်နိုင်တာမို့ တစ်ကတ်ကိုလည်းရထားတဲ့အကြောင်းပြပေးလိုက်ပြီး surprise လုပ်ပေးလိုက်ပါတယ်။ပြန်မွေးဖို့အနိုင်ရသွားတာမို့အားကျွမ်းတို့ကိုညစာကြွေးလိုက်တာကြောင့်အားလုံးပျော်နေကြပါမယ်။ဒီထက်ပိုဆိုးတဲ့အခက်အခဲတွေကိုတွေ့လာနိုင်ကြတာမို့ဒီထက်ပိုပြီးစူးစမ်းဖို့လိုအပ်တယ်ဆိုတာကိုဆရာချန်ကပြပြလိုက်ပါတယ်။အဲ့ဒီအချိန်အားကျွမ်းရဲ့မိဘတွေပြန်ရောက်လာတဲ့ဆိုပြီးလူတစ်ယောက်ကလာပြောတာကြောင့်အားကျွမ်းကလည်းအပျော်ပေါ်အပျော်စစ်ပြီးတအားပျော်သွားကအင်ကိုတန်းပြေးသွားပါတော့တယ်။ဒါပေမဲ့အင်ကိုရောက်သွားတော့အပျော်တွေကခဏတာပဲဆိုတာကိုသိသွားပါတယ်။ သူရဲ့မိဘတွေပြန်လာတာကမကောင်းတဲ့ကိစ္စကြောင့်ပဲဖြစ်ပြီးတော့အားကျန်ရဲ့အဖေကဆောက်လို့ရေးဆိုင်မှာတိုက်ပေါ်ကနေပြုတ်ကျလာလို့ပဲဖြစ်ပါတယ်။အလုပ်ပိုင်ရှင်တွေကလည်းလက်ရှိစေဘိုးကိုထောက်ပံ့ပေးကကူတပေးလိုက်ပေမဲ့ဆိုတာကအခုချိန်ကြီးအားကျန်ရဲ့အဖေကကိုမဝင်နေတာပဲဖြစ်ပါတယ်။အဲ့ဒါကိုလည်းအနောက်ကနေပြီးတော့မှလိုက်လာတဲ့ဆရာချန်တို့ကပါတွေ့သွားတာမို့ပို့ပြီးတော့စိတ်မကောင်းဖြစ်သွားတဲ့အားကျန်ကလည်းတနေရာကိုထွက်ပြေးသွားပါတယ်။အဲ့ဒီနေရာကသူစုတောင်းခဲ့တဲ့ဖရာယုတ်ထုရှိရာဖြစ်ပြီးတော့ ကျန်းကျန်းမာမာနဲ့ပြန်လာပါစေဆိုပြီးတော့စူမတောင်းခဲ့မိတာကြောင့်သူ့ရဲ့စူတောင်းကမှားသွားပြီဆိုပြီးတော့ပြောနေရင်ကိုနေလိုက်ပါတယ်။အဖေကိုကူတာပေးရမယ်ဆေးဖို့ကလည်းရှေ့ချောက်သူတို့ကပဲစိုက်ပေးရတော့မှဖြစ်တာကြောင့်အိမ်မှာပတ်စံရှာဖို့ယောက်ျားလေးဆိုလို့အားကျန်တယောက်ပဲရှိတာမို့လို့သူကိုယ်တိုင်ပတ်စံရှာဖို့မြို့တက်သွားလိုက်ပါတယ်။ချင်းနေကကိုလည်းလောလောဆယ်တော့နားရအောင်မှဖြစ်တာကြောင့်မို့လို့ဆရာချန်တို့ကလည်းရောက်လာပြီးမြို့ကိုသွားမဲ့ဘတ်စကာဂိတ်အထိလိုက်ပို့ပေးလိုက်ပြီးတော့နှုတ်ဆက်လိုက်ကြပါတယ်။ ကားပေါ်တက်သွားတဲ့အာကျွံကိုလည်းချင်းသိခေါင်းအဟောင်းကိုပြလိုက်ပြီးအမြဲတမ်းလေ့ကျင့်နေပုံနဲ့ဘုံတန်ကြားရတဲ့အခါတိုင်းမှာစူးစမ်းခဲ့သမျှတွေကိုမင်းမပြစ်ဖို့အတွက်နောက်ကနေပြီးဇက်တိုက်လိုက်ပြောနေကြပါဗျ။ဆရာချန်နဲ့အောင်မို့လို့ပြောတာတွေကိုမှတ်ထားလိုက်ပြီမယ်။မြို့ကိုရောက်တော့လေ့ကျင့်ကျင့်အောင်မရပဲကြုံရကြမှန်းလူတွေကိုဇက်တိုက်လုပ်နေရပါဗျ။တခါတလေရွာကိုဖုန်းဆက်ပြီးတော့ဆရာချန်တို့နဲ့စကားပြောလို့ရှိပြီမယ်။ကြာလာတော့ဖုန်းတောင်မဆက်ဖြစ်တော့ဘဲနဲ့အလုပ်တွေကလည်းများလာပါဗျ။ ပတ်စံကိုဘယ်လောက်ရှာရမလဲဆိုတာကိုမသိတာပြဿနာမဟုတ်ပဲဘယ်လောက်ထိပတ်စံလိုတယ်ဆိုတာကိုမသိတာကကြောက်စရာတစ်ခုလိုဖြစ်နေပါဗျ။အလုတ်ပေါင်းစုံနဲ့နေရာပေါင်းစုံကိုသွားပြီးတော့ပတ်စံရှာတဲ့အာကျွမ်းကစိတ်အားငယ်လာပြီးတော့အကအကြောင်းကိုလည်းမစင်စားနိုင်တော့တဲ့အထိဖြစ်သွားပါဗျ။အခုချိန်ကြီးအာကျော်ကပြန်မလာသေးတာကြောင့်မို့ဆရာချန်တို့ကလည်းစိတ်ပူနေကြပါပဲ။ပြိုင်မောကနီလာပြီဖြစ်တာကြောင့်မို့လို့အာကျော်ရောက်မလာရင်သူကိုယ်တိုင်ဝင်ပြိုင်ပေးမယ်လို့ပြောနေပါဗျ။ ညာဘက်တွေအထိပါအလုံးလုံးနေရတဲ့အားကျွမ်ကလည်းတနေရာမှာပစ္စည်းတွေကိုပြုတ်ကျသွားရင်လည်းမင်းကလေးအားကျွမ်နဲ့ပြန်ဆုံးတွေ့သွားပါတယ်ချက်ချင်းမမိသွားတာကြောင့်မို့လို့သူ့ရဲ့ကားနဲ့တင်ခေါ်ပေးသွားလိုက်ပြီးတော့လမ်းမှာလည်းရှင်သေးအကလေးချင်းဖြစ်သေးလားဆိုပြီးမေးကြည့်လိုက်ပါတယ်။ဒီပြန်ပွဲကိုလည်းသူ့ရဲ့နာမည်နဲ့တူတဲ့တယောက်ကဝင်ပြိုင်မယ်ဆိုပြီးတော့တငယ်ချင်းတွေကိုကြွားထားတာကြောင့်ဒီစကားကိုကြားလိုက်ပြီးတော့အားကျွမ်ကလည်းဘာမှပြန်မပြောနိုင်ပဲငိုင်းကြသွားပါတယ်။ လမ်းဆုံးကိုရောက်တဲ့အခါမှာတော့နှုတ်ဆက်ပါတယ်ဆိုတဲ့စကားတစ်ခုမှပြောလိုက်နိုင်ပေမယ့်မိန်းကလေးအကျွန်ကတော့ခေါင်းပေါ်ကိုပန်းချွေကြတာကိုမမေ့ဖို့အတွက်ပြောသွားပါတယ်။ပြန်ပွဲရက်ကလည်းရောက်လာပြီဖြစ်တာကြောင့်မလို့ဆရာချန်တို့၃ယောက်ကလည်းမြို့ကိုတက်ဖို့အတွက်လုံလိုက်ရပါတယ်။ဆရာချန်တို့အတွက်ပစ္စည်းတွေအပြင်အားကျန်အတွက်သူမိမပြင်မေးတာကိုကြည့်ပြီးလန်သွားကြပါတယ်။တစ်ဖက်မှာလည်းစနေပြီဖြစ်တဲ့ပြန်ပွဲကိုအားကျန်ကမြင်ရပေမယ့်အကအချောင်းကိုတော့စဉ်းစားကြည့်မရဘဲနဲ့ညာဘက်တွေအထီတော့အလုံးလုံးနေရပါတယ်။ အခုလည်းအစားအစာလိုက်ပို့ပေးနေရပြီးတော့တနန်းချောင်းတစ်ခုကိုရောက်သွားတော့သူများတွေအကလေးချင်းနေတာကိုတွေ့သွားပြီးအကအချောင်းကိုပြန်ပြီးတော့အမှတ်ရသွားပါတယ်။ပတ်စံကိုလည်းလွှတ်ပြစ်ပေးလိုက်ပေမဲ့အားချံကတော့စိတ်မဆိုးပဲပတ်စံကိုကောက်ကပြန်သွားလိုက်ပါတယ်။ဆရာချန်တို့ကလည်းမနက်ဖြန်တကယ်ပြန်ပွဲနေ့ဖြစ်တဲ့အပြင်ဓာတ်ရိုက်ထုတ်လွှင့်မှာမို့လို့သူတို့ကိုအားချံမြင်သွားအောင်ကပေးလိုက်ရင်ရပြီလို့ပြောလိုက်ပါတယ်။ချင်းသေးအကောက်ကိုပြန်ပြီးမြင်လိုက်ရတဲ့အားကျန်ကလည်းညဘက်မှာအိတ်လို့မရတော့တာကြောင့်သူနဲ့အတူပါလာတဲ့ချင်းသေးအကောက်ကိုယူလိုက်ပြီးတော့ခေါမိုးထက်ကိုတက်သွားလိုက်ပါတယ် ပြီးတော့အရင်ကပျော်ခဲ့တဲ့ခန်းစားချက်ကိုထားလိုက်ပြီးတော့ပြန်ပြီးကောက်ဖို့အတွက်စူးစမ်းကြပေမယ်။ကောက်ွက်တချို့ကိုမင်းနေတာဖြစ်တာမို့ကားတဲ့နေရာမှာတလွဲစီပဲဖြစ်နေပါဗျ။ဆရာချန်ပြောသလိုမျိုးဘုံတန်ကိုပဲခန်းစားဖို့ပြန်ပြီးတော့အမှတ်ရသွားတာမို့လို့စိတ်ထဲမှာဘုံတန်ကိုကြားရောက်လိုက်ပြီးတော့ကားပစ်လိုက်တော့မှသူ့ရဲ့အရင်ကကောက်ွက်တွေကိုအလွယ်လေးပြန်ပြီးတော့ရသွားပါဗျ။အချိန်တွေအကြာကြီးနေမှာပျော်ရွှင်မှုကိုပြန်ပြီးခန်းစားလိုက်ရပေမယ်။အကပြန်မှုအတွက်လက်လျှော့လိုက်ပြီးဖြစ်တာကြောင့်မို့လို့ချင်းတဲ့ကောင်ကိုလည်းခေါင်းမိုးထပ်မှပြစ်ထားလိုက်ပြီးအလုတ်သွားလုတ်ဖို့ပြင်လိုက်ပါတယ်။ ဒီတစ်ခေါက်အလောက်ကနောက်ထပ်တနေရာကိုပြောင်းအောင်มาဖြစ်တာကြောင့်သူနဲ့အလောက်တူတဲ့လူတယောက်ကိုခေါ်ပြီးတော့ယထာဘုရားကိုတွားဖို့အတွက်လုံလိုက်ပါတယ်။ပြန်ပွဲရုံကလည်းယထာဘုရားအနီးနားမှာရှိတာကြောင့်မို့လို့ယထာမလာခင်လေပြန်ပွဲကြည့်ကျင်နေဆိုပြီးအတင်းပြောနေတာကြောင့်အားကျွန်ကလည်းအထဲကိုဝင်သွားကြည့်လိုက်ပြီးယထာမလာခင်အချိန်ထိပဲလိုက်ကြည့်လိုက်ပါတယ်။အထဲမှာလည်းနေပေါင်းဆောင်ကအဖွဲမျိုးစုံရောက်နေပြီးတော့သူ့ရွာကချင်းတဲ့အဖွဲနဲ့ဆရာချန်တို့ရဲ့ချင်းတဲ့ညီပါရောက်နေတာကိုတွေ့သွားပါတယ်။ ်ပထမဦးဆုံးကားပြဖို့အတွက်လုံးလိုက်ပြီးတော့ဒိုင်လူကြီးကချင်းသေးတွေကိုလိုက်ကြည့်နေတာကြောင့်တံမဝင်ချင်းသေးတွေကလည်းသူတို့နာသူတို့ဟန်နဲ့အလားအပါဆုံးဖျော်ပြနေပေးပါတယ်။ဒါပေမဲ့ဆရာချန်ကတော့ဒိုင်လူကြီးသူတို့ကိုကြည့်မဲ့အချိန်ကိုစောင့်နေကမကပဲနေလိုက်ပြီးသူတို့စီကိုဒိုင်လူကြီးရဲ့မျက်လုံးရောက်လာပြီးဆိုတာနဲ့အကောင်းစားကောက်ွက်တွေကိုထုတ်သုံးလိုက်ပြီးဒိုင်လူကြီးစီကအမှတ်ရအောင်ယူပြလိုက်ပါတယ်။ ဒိုင်းတွေတွေမှာကပဲနဲ့အခြားပြိုင်ပွဲဝင်တွေကပါဆရာချန်တို့တွေဆိုတာသတိထားမိသွားတာကြောင့်ပထမဆုံးပြိုင်ပွဲကိုစတင်လိုက်တာနဲ့ဆရာချန်တို့ကိုဒုက္ခပေးဖို့အတွက်မဟာမိတ်တောင်ဖွင့်ထားလိုက်ကြပါတယ်ပထမပြိုင်ပွဲလမ်းကြောင်းလေးခုရှိပြီးတော့အဲ့ဒီလမ်းကြောင်းတိုင်းမှာရှိတဲ့အလံကိုရောက်နိုင်တဲ့ချင်းသေးလေးသိန်းကပဲနောက်တစ်ဆင့်ကိုတက်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ပထမပြိုင်ပွဲကိုစလိုက်ပြီဆိုတာနဲ့မဟာမိတ်ဖွင့်ထားတဲ့ချင်းသေးတွေကလည်းဆရာချန်တို့ကိုရေထဲကိုပြုတ်ကြအောင်တိုက်ခိုင်းလိုက်ပါတယ် သူများတွေကနှစ်သိန်းစီပြန်ကြပေးမယ်။ဆရာချန်တို့ကတသိန်းပဲဖြစ်နေပြီးတော့ကိုမဲနောက်တစ်ပွဲမရှိတာကြောင့်ရှေ့ကိုဆက်ပြီးတော့သွားလို့မရတဲ့အပြင်ရေထဲကိုပါပြုတ်ကြအောင်အကန့်ခံနေရပါတယ်။အခြားခံနေတဲ့ဆရာချန်တို့ကိုအားကျွမ်းကမြင်နေရတာမို့လို့ခေါင်းမိုးထပ်မထားခဲ့တဲ့ချင်းသိကောင်းကိုလည်းလှမ်းပြီးတော့ကြည့်နေလိုက်ပါတယ်။ဝိုင်းပြီးတော့အချခံနေတဲ့ဆရာချန်တို့ရဲ့ချင်းသိကောင်းကလည်းပျက်စီးသွားတာကြောင့်ဆရာချန်ကလည်းသူ့ရဲ့နောက်ဆုံးတိုင်းခွက်ကိုထုတ်သုံးဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။ အဲ့ဒါကငါးနဲ့အနန်းနေတဲ့6တောက်ပဲဖြစ်ပါတယ်။အဲ့ဒီအနန်းနဲ့တိုက်ခိုက်လိုက်ပြီးတော့အချို့ကိုရောက်သွားတော့အခြားသူတွေကလည်း6တောက်အနန်းကြောင့်မို့လို့ရေထဲကိုခုန်ဆင်းပြေးသွားကြပါတယ်။ဒါပေမဲ့လန်တဝက်ကိုရောက်တဲ့အခါမှာတော့တချို့တွေကရေမွေးပလင်းယူလာတာကြောင့်မို့လို့ဆရာချန်ရဲ့6တောက်တိုက်ခွက်ကလည်းအဲ့ညမှာပဲတက်တန်းကုန်သွားပါတယ်။ဒါကြောင့်မို့လို့ငကူအတိုင်းအချခံလိုက်ရကအနောက်ဘက်မှာပဲဆက်ပြီးတော့ဂျန်နေခဲ့ပါတယ်။ချင်းတဲ့ခေါင်းကိုယူလာတဲ့အာကျန်ကကိုင်းထဲကိုပြေးဝင်လာပြီးတော့သူ့ရဲ့အဖွဲကိုဥဆောင်လိုက်ပြီးတော့ အခြားခံထားရတဲ့ဆရာချံကိုလည်းနားခိုင်းလိုက်ပြီးသူကခေါင်းဆောင်နေရာကိုယူပေးလိုက်ပါတယ်ပြီးတော့အကုန်လုံးကိုခုံပြန်ကြော်တက်သွားလိုက်ပြီးတော့နောက်ဆုံးမှာတော့အားကြွရဲ့စွမ်းဆောင်ရည်နဲ့သူတို့လမ်းကြောင်းပေါ်မှာရှိနေတဲ့တိုင်ပေါ်ကိုတက်သွားလိုက်ပြီးအလံကိုလည်းရအောင်ယူပြစ်လိုက်နိုင်ပါတယ်။သူ့ကိုအားပေးနေတဲ့လူတွေကိုနှုတ်ဆက်လိုက်ပြီးတော့အဲ့ဒီမှာမင်းကလေးအားကြွကိုပါတွေ့လိုက်ရတော့ပျော်သွားပြီမယ်။မင်းကလေးအားကြွကသူ့ရဲ့ကောင်းလေးနဲ့အတူတူပွဲလာကြည့်တယ်ဆိုတာကိုသိလိုက်ရတာကြောင့်စိတ်မကောင်းဖြစ်သွားပါတယ်။ဆရာချန်တို့ကလည်းအားကြွကိုပြန်ပြီးတော့ကြိုဆိုလိုက်ကြပြီးတော့ အားကျန်ကိုတိုင်းလည်းငကိုလိုမျိုးပျော်ရွှင်မှုရသွားပါတယ်။နောက်တစ်ဆင့်မှာတော့လေးသိမ်းမဲ့ကျန်တော့ပြီ။အားကျန်တို့ရွာကချင်းသိမ်းတဲ့အသင်းကလည်းကျန်နေသေးပါတယ်။ပြန်ရမယ့်ပုံစံကရေပေါ်မှာရှိနေတဲ့ခုံပေါ်ကအသီးတွေကိုမထိအောင်နေရမှာပဲဖြစ်ပြီးတော့ရေထဲကိုပြုတ်ချသွားတဲ့အသင်းကအရှုံးမဲ့ဖြစ်ပါတယ်။ချင်းသည့်အနက်ကငွေရောင်ချင်းသည့်အသင်းနဲ့ရှင်ပြန်ရပြီးတော့အားကျန်တို့အသင်းကအပြာရောင်ချင်းသည့်အသင်းနဲ့တစ်ဖက်စီဖြစ်တာမို့လို့ပြန်ဘိုးကိုစတင်လိုက်ပြီးဆိုတာနဲ့တစ်ဖက်နဲ့တစ်ဖက်လည်းစတင်တိုက်ခိုက်လိုက်ကြပြီးတော့ ငွေရောင်ချင်းသိန်းချောင်းမို့လို့သူတို့ရွာကအနက်ရောင်ချင်းသိန်းအတင်းကလည်းရေထဲကိုပြုတ်ကြပြီးတော့ရှုံးသွားပါတယ်။အဲ့ဒါကိုအားကျွမ်းကတွေ့သွားပြီးကြောင်နေတုံးမှာပဲသူတို့ကိုလာပြီးတိုက်ခိုက်နေတာကြောင့်အားကျွမ်းကလည်းတပတ်ပြန်လှည့်လိုက်ပြီးကန်ချက်နဲ့ပဲအဆုံးသတ်ပြီးရေထဲကိုကန်ချပေးလိုက်ပါတယ်။ချင်းသိန်းနဲ့အတင်းကလည်းအားကျွမ်းကိုလာပြီးချီကျူးလိုက်ကငွေရောင်ချင်းသိန်းအတင်းကိုတတိထားဖို့အတွက်လာပြောပေးလိုက်ပါတယ်။ငွေရောင်ချင်းတဲ့အတင်းကအားကျွမ်းအစားအစာသွားပို့တဲ့တင်တန်းကပဲဖြစ်နေပြီးတော့သူတို့ကပါအားကျွမ်းကိုပြန်ပြီးမှတ်မိသွားတာကြောင့်အနိုင်ယူပြဖို့အတွက်လုပ်နေပါဗျ အဲ့ဒီနောက်မှာတော့ပြန်ပွဲကိုစပြီဆိုတာနဲ့နှစ်ဖက်စလုံးကတိုင်ပေါ်ကိုတက်လိုက်ပြီးတော့အလံကိုရအောင်ယူဖို့အတွက်လှုပ်လိုက်ကြပြီးတော့ကိုပိုင်ကောက်ွက်တွေနဲ့တိုက်ွက်တွေပါထုတ်သုံးလိုက်ပြီးတော့အပေါ်ကိုတက်သွားလိုက်ပါတယ်။အဲ့ဒီမှာအားကျွမ်းကခြေထောက်ကိုတန်းနှင်းခံလိုက်ရပြီးတော့အောက်ဘက်ကိုပြုတ်ချသွားပြီးတော့အာမော့ကခြေထောက်ကိုကုတ်ထားပြလိုက်ပြီးတော့ပြုတ်ချမသွားအောင်လှုပ်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့တိုက်ခတ်မှုတွေကလည်းရပ်တန့်သွားပြီးအလံကိုဘသူကရလဲဆိုတာကိုကြည့်နေတော့တဝက်စီရထားတာတွေ့လိုက်ရပြီးပြန်ပွဲကလည်းအဲ့နေရာမှာပဲတရေကျသွားပါတယ်။ ဒါကြောင့်အပေါ်ထပ်ဆောင်းအနေနဲ့နောက်တစ်ဆင့်ကိုဆက်ပြီးတော့ပြန်ရမှာပဲဖြစ်ပြီးတော့အကောင်းဆုံးကပြပြီးတော့အမှတ်အများဆုံးရတဲ့အတင်းကအနိုင်ရမှာပဲဖြစ်ပါတယ်ဒီလိုနဲ့ငွေရောင်ချင်တဲ့အတင်းကအရင်ဆုံးကပြလိုက်ပြီးတော့သူတို့ရဲ့လှပတဲ့ဆိုတဲ့အကားတွေနဲ့ဒိုင်လူကြီးရဲ့စီကနေပြီးတော့အမှတ်အများဆုံးရအောင်ယူထားလိုက်ပါတယ်။အားချံကခုနတုန်းကခြေထောက်ကိုအနှင်းခံထားရတာကြောင့်မို့လို့ဒုက္ခရောက်နေပေမဲ့သူကတစ်ခါတော့အနံ့ရဖူးရှင်နေဆိုပြီးဆရာချံကိုပြောလိုက်တာကြောင့်မို့လို့ဆရာချံကလည်းဆက်ပြန်ဖို့အတွက်ခွင့်ပြုပေးလိုက်ပါတယ်။ ီလိုနဲ့အားကျွမ်းတဲ့အားမော့ကလည်းတိုင်တွေပေါ်တက်သွားလိုက်ပြီးတော့သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ကပြလိုက်ပေမယ့်လေကအကျန်းစားတက်သွားတာကြောင့်မို့လို့ချင်းစ်ကောင်းကချုပ်ထားတဲ့နေရာကပြဲသွားပါတယ်။အရင်ကမှညံတွေကိုတတိယသွားပြီးတော့ကြိုးစားကပ်ပေးလိုက်ပေမယ့်အားမော့ကချေချော်ကျသွားတာကြောင့်အားကျွမ်းကပြန်ပြီးတော့ထိန်ထားပြလိုက်ပြီးခြေထောက်ကိုထပ်ထိသွားပါတယ်။ခြေထောက်ကသွေးလေထွက်နေပေမဲ့အကောင်းဆုံးဆက်ပြီးကြိုးစားက နောက်ဆုံးကိုကြည့်တော့အားကျွမ်းကမုံမြော်တန်ကိုစိုက်ကြည့်လိုက်ပါတယ်။ အလုံးကအာကျွံကမုံမြော့တိုင်ကိုစိုက်ကြည့်နေတာမို့လို့အဲ့ဒီဘော်ကိုခုန်တက်ဖို့ကြိုးစားနေတာကိုသိသွားပြီးအာကျွံကိုအားပေးနေလိုက်ကြပါတယ်။အမော့ကလည်းအပေါ်ကိုတယောက်ပဲခုန်သွားလို့ရမှာဖြစ်တဲ့အတွက်သူ့ကိုအားရှိပေးတဲ့လောက်ပင်တွန်းတင်ပေးဖို့ပြောလိုက်ကမုံမြော့တိုင်ကိုခုန်တက်ဖို့လိုလိုက်ပါတယ်။မင်းကလေးအာကျွံကပါအောက်ဖက်ကိုဆင်လာပြီးတော့အားပေးလိုက်တဲ့အပြင်ဆရာချန်တို့အပြင်တခြားမင်းကလေးအဖွဲ့ကလည်းအာကျွံတို့ကိုဘုံတီးစာအားပေးလိုက်ပါတယ်။ အားကျန်လေကားခွက်တစ်ခုကိုကာကခုံတက်ဖို့လုပ်နေစဉ်ငငယ်တုန်းကအားကျန်မိပါတွေနဲ့ချင်းတင်းအခပွဲကိုသွားကြည့်တာကိုလည်းမှတ်မိသွားပါတယ်။အဲ့လိုပျော်ရွှင်မှုတွေမျှော်လင့်ချက်တွေစူးစမ်းခြင်းတွေကိုမှတ်မိလိုက်ပြီးအောင်းမောင်က ပြင်းနေပေးလိုက်တာနဲ့အားကျန်လေအသက်ကုန်မိုးပေါ်ကိုခုံတက်လိုက်ပါတယ်။ချင်းတင်းတကောင်လိုမျိုးအပေါ်ဘက်ကိုခုံတက်သွားလိုက်ပေမယ့်အားကျန်ကရေထဲကိုပြုတ်ကျသွားတာကြောင့်မလို့အားကိုလည်းအားကျန်ကိုရေထဲကိုအမြန်ဆင်းကယ်လိုက်ရပါတယ်။အားကျန်ကိုအပိတ်နေကြတဲ့လူတိုင်းကလည်းအန်အောကပွဲကိုကြည့်နေကြတော့ အားကျရဲ့ချင်းသိကောင်းကမုံမြော့တိုင်မှာချိန်ထားတယ်ဆိုတာကိုလည်းသိသွားကြပါဗျ။တစ်ဖက်မှာလည်းအဲ့ရတဲ့လဲကကိုမဝင်နေတဲ့အားကျရဲ့အဖေကလည်းလက်တွေဆလုတ်ကသတိပြန်ရလာကတက်တာလာပါပြီ။နောက်ဆုံးမှာတော့ပြန်ပွဲပြီးဆုံးသွားတဲ့ချိန်ကိုပြသနေပြီးတော့အားကျကလည်းအဖေကိုဆေးကုပေးဖို့အတွက် မြို့မှာအလုပ်ဆက်လုပ်နေပြီးတော့ပြန်ပွဲမှာသူတို့နိုင်ခဲ့ပြီးဇလန်းလေးကလည်းပြီးဆုံးသွားပါတယ်။